အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်သတင်းကတော့တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တဲ့ဆိုတဲ့သတင်းမှာတူရကီနိုင်ငံအစ္စတန်ဘူမြို့အနီးမှာ AB 23ရက်နေ့ဒေတာစံတော်ချိန်12:49မိနစ်မှာ Richter scale 6.2အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ် မြေပြင်နဲ့6.62ကီလိုမီတာအကွာကနေလှောက်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင်းမြို့ပေါ်ကအဆောက်အုံတွေရိမ်ထိုးသွားခဲ့ပြီးပြည်သူအချို့တိုက်ပေါ်ကနေခုံချခဲ့တာကြောင့်လူပေါင်း150ထပ်မံဒဏ်ရာအသီးသီးရရှိခဲ့တယ်လို့အစ္စတန်ဘူမြို့တော်ဝန်ကသူ့ရဲ့လူမှုကွန်ရက်မှာအတည်ပြုရေးသားထားပါတယ်။အဆောက်အုံတွေကြီးကြီးမားမားပျက်စီးမှုတွေမရှိခဲ့ပေမဲ့နောက်ဆက်တွဲငလျင်ငယ်တွေဆက်တိုက်လှောက်ခတ်ခဲ့တာကြောင့်ပြည်သူတွေဟာလမ်းမတွေပေါ်ထွက်ပြီးနေထိုင်နေကြရတယ်လို့သိရပါတယ်။ ။အင်အားဖြင့်ငလင်ရဲ့ဗဟိုချက်ဟာအစ္စတန်ဘူမြို့ရဲ့အနောက်ဘက်မိုင်90အကွာမှာရှိတဲ့မာမရာပင်လယ်အတွင်းမှာဖြစ်ပေါ်ခဲ့တာဖြစ်ပြီးငလင်ကြီးအပီမှာငလင်ငယ်ပေါင်း90ကျော်အထိလောက်ခဲ့တယ်လို့သိရပါတယ်ရှင်။ကျမနွယ်ပါ